ထက်လူတဦးချင်းတယောက်ချင်းစိတ်သက်တည်အောက်တန်းချနေတဲ့အတွက်အလုံးစုံပြတ်ဆုံးရေးလမ်းစဉ်ကပို့ပြီးတော့ရှေ့တာပေါ်ပါလေအားလုံးပဲမင်္ဂလာပါခင်ဗျာ။နယုတ်တဲ channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာ။တတင်းမြောက်ကိုအမြဲတမ်းတင်ဆက်ပေးနေတာကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်ခင်ဗျာ။ I have a finger in every fight. ခါလီယံကပြည့်ချက် ။အမေကတော့ဆိုပေမဲ့ငပိချက်ဆိုတာကျမတို့မြန်မာလူမျိုးတွေထမင်းဝိုင်းမှာမပါမဖြစ်တဲ့ဟင်းရတဲ့မျိုးပေါ့နော်။ငပိတို့ကြပါတဲ့အခါထမင်းပုံမိတာရယ်။ဆိုတော့ငပိချက်ဆိုတာအမြင်ဆိုပေမဲ့မျိုးကတော့ရှင်နေခြင်းလို့ပြောရလိမ့်မယ်။ဆိုတော့ဒီနေ့ကျမကပါလေငပိချက်လို့ပြောမယ့်အကြောင်းအရာလေးကတော့ခြေအပန်ကောထိပ်ပါလားဆိုလည်းလက်ရည်ဆရာကြီးတပါပေါ့နော်နောက်အိုဒီခွဲရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တို့လိုတို့လိုဖန်မှုလေးတွေပြောဆိုမှုလေးတွေရှိနေတာ誒ဆိုတော့ဒီထိပ်ပါလားဆိုတဲ့အနေကြတာ ਨੇ ဒီဒီလောက်ဆရာကြီးက ိုတ мян နှိကာဆိုလို့ရှိရင်ပေါ့နော်အဲတပိတ်ပိုက်ပြီးတော့ရဟန်းနေကဲ့သို့တန်ဃာတွေကဲ့သို့ဆုံးခံကြရတဲ့အတွက်အဲကျွန်တော်တို့ပြည်မျိုးနယ်မှာရှိရတဲ့သက်ဆိုင်ရာအာတပိုင်ဝင်းကြီးဌာနတန်ဃာနာရဲကမဟာနာဆရာတော်တွေကနေပြီးတော့ဆုံးမဩဝါဒပေးခဲ့တဲ့ဒေသရှင်ဆရာကြီးဖြစ်တယ်ပေါ့နော်အာဆိုတော့လက်ရှိမှာဆိုလို့ရှိရင်လည်းဒီဆရာတော်ကြီးဒီဒေသရှင်ဆရာကြီးရဲ့ဒီနောက်ဝင်ခွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြောဆိုခံမှုတွေရှိနေတယ်ဒီကိစ္စကိုအကြောင်းပြုပြီးကျွန်တော်ပြောချင်တဲ့အကြောင်းကအနောက်ကိုွယ်ချင်း ်အဲ့တွေကိုကိုွယ်ကြတယ်ဓာတ်တွေကိုကိုွယ်ကြတယ်ဘိုးတော်တွေကိုကိုွယ်ကြတယ်ဘားတော်တွေကိုကိုွယ်ကြတယ်ကျွန်မဆိုလို့ရှိရင်လည်းအိမ်မှာဖေနဲ့မေမေကဖေဖေနဲ့မေမေကနှက်ကိုကိုွယ်ရဲ့ဆိုတော့နှက်ကိုကိုွယ်ရဲ့ဆိုတာကိုကိုွယ်ယုံကြည်ခြင်းဒီပူဇော်ပါတာခြင်းပူဇော်ပါတာချင်းလူတန်းထောက်ပံ့ခြင်းဆိုရဲတရာစိတ်နဲ့ကိုယ်ကွယ်ယုံကြည်တဲ့အခါကုတူရရဲ့ ဥပမာအာဒီမှာဖက်ကလေးတွေရှိရယ်ဖက်ကလေးတွေတချို့ဆိုလို့ရှိရင်အာစဘာအတွဲလေးတွေဝယ်ပြီးတော့ဆိုင်လေးငယ်လေးအစာကျွေးကြရယ်ကျမဆိုလို့ရှိရင်ခွေးလေးတွေအစာကျွေးတယ်เนาะကျမဒီခွေးခုနှစ်ကောင်ကိုအစာကျွေးခဲ့တာတစ်နှစ်နဲ့6လရှိပြီเนาะမနေ့တစ်ချိန်ညတစ်ချိန်နေ့တိုင်းနေ့တိုင်းဒီခွေးခုနှစ်ကောင်ကိုကျမတတ်နိုင်သလားကျမအစာကျွေးရယ်เนาะခွေးလေးတွေရှိရယ် ဒါလမ်းမခွေပေါ့ဆိုလိုချင်တာကကျွန်တော်တို့ကဒီအဟိတလိမ့်ဆန်လေးတွေကိုတောင်မှပေးကဲလုံးကန်စွန့်ကျဲခြင်းဆိုတဲ့ဒါနစိတ်လေးနဲ့အလူဒါနပြုလို့ရှိရင်ဒါနပါတမီမြောက်တယ်အဲ့တော့ကျွန်တော်တို့ကကုလို့ရတယ်ဆိုတော့ဒီလိုအဟိတလိမ့်ဆန်တွေကိုပေးကန်စွန့်ကျဲရင်တော့ဒါနမြောက်လို့ရှိရင်သီလသမာဓိပညာပြီးဆုံးတဲ့လူပုဂ္ဂိုလ်ကိုပေါ့နော်အစောရဲ့လက်တွေရောဓာတ်တွေရောဘိုးတော်တွေရောဘွားတော်တွေရောတကယ်ကိုအကျင့်သီလစင်ကျဲတဲ့စင်ကျဲတဲ့လူတွေကိုလူတန်းထောက်ပံ့တဲ့အခါကျွန်တော်တို့ကိုပြီးကုလို့ရကြတယ် ဆိုတော့နှစ်ကိုပဲကိုယ်ပဲကိုယ်ပဲဘိုးတော်ပဲကိုယ်ပဲကိုယ်ပဲဘာတော်ပဲကိုယ်ပေါ်ကိုယ်ပဲကျမတို့ကကိုယ်ပဲယုံကြည်မှုစစ်မှန်လို့ရှိရင်လူတန်းထောက်ပံ့တဲ့အနေအားမှာကျမတို့ပြုလို့ရတယ်။သို့တော့တမန်တော်မဟုတ်တဲ့ပုဂ္ဂိုလ်ကိုတမန်ကအမှန်နဲ့ကိုယ်ပဲမှီနေအရိယာမဟုတ်တဲ့ပုဂ္ဂိုလ်ကိုအရိယာမှန်တဲ့ကိုယ်ပဲမှီမိမှအပြစ်ဖြစ်ပါတယ်။ဖက်ပြောပါမယ်။အရိယာမဟုတ်တဲ့ပုဂ္ဂိုလ်ကိုအရိယာသူတော်စင်အမှန်နဲ့ကိုယ်ပဲယုံကြည်မှီရင်ကျမတို့မှအပြစ်ဖြစ်တယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမတို့ ော်တချို့ဆိုလို့ရှိရင်အရှင်ထွက်ထွက်တယ်လို့အစိမ့်သေးသေးတယ်မျိုးတွေရှိကြတာပေါ့နော်ဆိုတော့အရှင်ထွက်ထွက်တယ်ဆိုတာဟုတ်ပြီအဲ့ဒီအရှင်ထွက်ထွက်ပြီးတော့နိဗ္ဗာန်ကိုမြန်မာပြုသွားသလားဒုတိယမို့စုထုမာနဲ့လက်ပုံကိုရောက်သွားသလားဒုတိယမို့မြန်မာပုံကိုရောက်သွားသလားဒုတိယမို့ပြိတ္တာပုံဘွားကိုရောက်သွားသလားသုံးသက်တပုံကိုလွန်ဆန်ပြီးတော့ကျင်လည်ရိုးထုံးစံမရှိပါဘူးသုံးတဲ့ဘုံကိုလောဆန်ပြီးတော့ကျင်လည်ရိုးထုံးစံမရှိသလိုမကင်ရှိပါမရှိတဲ့သာသနာအပြင်ပမှာတမနာမရှိပါဘူး ကျမတို့ရဲ့ကိုယ်နှုတ်စိတ်ကိုကျမတို့အစီအပြုပြင်ထိတ်ရရတယ်ကျမတို့ကာယကံဝစီကံကိုကျမတို့ဟိုထိန်းသိမ်းချက်ကိုကျမတို့တိလနော်ကျမတို့ဝစီကံဒါကျမတို့မနှောခံဒါလို့ရှင်သမထကျမတို့ကိုယ်နှုတ်စိတ်တွေအကုန်လုံးကိုမိမိတို့အပြစ်မဖြစ်အောင်အစီအကျဲထိန်းသိမ်းချက်ကိုဝိပဿနာဆိုတော့တိလသမထဝိပဿနာဆိုရဲကျမတို့မက်ကင်၈ပါးသွားတဲ့လမ်းစဉ်မက်ကင်၈ပါးသွားတဲ့လမ်းစဉ်ကနေပြီးတော့ပြင်းထုတ်ပြီးတော့ ်နော်ကျမတို့မှာငွေရေးတလေးစံပြိတာသူတွေကအပယ်လေးပုံရှိတယ်လို့နတ်ပုံပြမပုံလူပုံဆိုပြီး30ပုံကိုမှလည်းလုံးဆံပြီးကျင်းလဲရုံးထုံးတယ်မရှိဘူး။၃၀တပုံကိုလုံးဆံပြီးကျင်းလဲတယ်သူဒီမို့ဒီမက်ခင်ရှစ်ပါးရဲ့အပြင်ဘက်မှာရှိရဆိုရင်အဲ့ဒါကနော်အရိယာမှုတဲ့ပုံကိုကိုအရိယာမှတ်နဲ့ကိုးကွယ်ခြင်းရဲ့တမနာမှုတဲ့ပုံကိုကိုတမနာအမှတ်နဲ့ကိုးကွယ်ခြင်းတည်ကျမတို့မှာအပြစ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ဒီနေ့လေးတည်းဒီဘိုးတော်တွေဘွားတော်တွေကိုးကွယ်တဲ့အခါမှာကုသိုလ်လည်းရနိုင်တယ်လို့အကုသိုလ်လည်းရနိုင်တယ်စစ်မှန်လို့ကိုးကွယ်ယုံကြည်မှုဖြစ်ပေါ်လို့ပါတယ်။နောက်ကိုရီးယားထေရဝါဒဗုဒ္ဓဘာသာ အစစ်မှုလို့လက်တွေလက်တွေမကိုးကွယ်ဘူးဆိုတဲ့လူတွေလည်းရှိတယ်။မကိုးကွယ်လည်းရတယ်ကိုးကွယ်လည်းရတယ်။ဘုသောကိုးကွယ်ယုံကြည်မှုစစ်မှန်လို့ရှိရင် ခုကိုရနိုင်ပေမဲ့ဘိုးဘယုံချင်းကိုမှားပြီးတော့ဘုံးတဲ့တဘုံမှာလုံပြီးတော့ကျင်းဆန်းနေ30တဘုံမှာလုံပြီးတော့နော်ကျင်းလင်းနေတယ်30တဘုံမှာမပါပဲတခြားဘုံဘွားမှာရှိနေတဲ့ဆိုရဲယုံကြည်စိတ်နဲ့ကိုယ်ပဲမိတယ်ဆိုရင်နော်ကျမတို့မက္ကိရှိပါသာသနာကိုလုံဆာပြီးတော့တမနာမှုတဲ့ပုဂ္ဂိုလ်ကိုတမနာအမှတ်နဲ့ကိုယ်ပဲမိတယ်ဆိုရင်အရိယာမှုတဲ့ပုဂ္ဂိုလ်ကိုအရိယာအမှတ်နဲ့ကိုယ်ပဲယုံကြည်မိတယ်ဆိုရင်ကျမတို့မအပြည့်ဖြစ်ပါရဲ့ဒီအချက်လေးတွေကိုလည်းနားလည်စေခြင်းနဲ့အတွက်နော်ကျမကိုယ်တိုင်ကအိမ်မှာကျမအဖေနဲ့မိကနော်ဖေဖေနဲ့မိမိကအဲ့ကိုပဲတဲ့အတွက်ကျမဒီအကြောင်းအရာကို ျမအသက်ကျွန်မတက်စကူနှစ်လောက်ကကျွန်မတေးချောင်းအဲခရေးဒီလိုရှိရယ်မမေးဒီလိုရှိရယ်ဆိုပြီးတော့တေးချောင်းရှင်းပြခဲ့ပြီးရဲ့အတွက်အများစုကတော့ပြန်လဲမျှဝေပေးခြင်းပါတယ်ရှင် လက်စားရဲမှာဒီနေ့ကျမတို့ဒေတာမှာဒီကာကွယ်ဆေးထိုးတယ်ကာကွယ်ဆေးထိုးရဲဆိုတော့ကလေးတွေပေါ့နော်6လကနေ9နှစ်ထိအုံနောက်အမိအောင်ကာကွယ်ဆေးထိုးတယ်ဆိုတော့ကလေးငယ်တွေကငယ်စဉ်ကလေးဘဝမှာနော်ကိုဝင်ဆောင်တဲ့ကာလတွေကအမိခင်ဝမ်းပိုင်မှာရှိနေတဲ့ကာလတွေကဘယ်နဲ့လောက်မှဘလို့ကာကွယ်ဆေးထိုးရရဲဘလို့အားဆေးတွေမှုဝဲရမယ်ကလေးကမွေးဖပေးတဲ့အခါမှာဘယ်နဲ့လောက်အကျွဲမှာဘာကာကွယ်ဆေးထိုးရမယ်ဆိုရဲအစစ်စစ်ကျမ်းမာရေးတမတ်ချက်တွေရှိတယ် အဲ့ဒီလိုမျိုးကောင်းမွန်စွာကျမရေးဆောင်ရှောက်မှုရပြီးတော့အရွယ်တစ်ခုရောက်လာတဲ့အခါဒီမှာ၅နှစ်ရောက်လာတဲ့ KJ တက်မယ်ကောင်းမွန်စွာကျမရေးဆောင်ရှောက်မှုနဲ့ကောင်းမွန်တဲ့ပညာရေးပင်ကြားမှုရလာမှဒီခေတ်အနာဂတ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်မယ်ကလေးတွေကကျမ်းမာဖွံ့ဖြိုးပြီးတော့အသိဉာဏ်ပညာဖွံ့ဖြိုးမှကျမတို့တိုင်းပြည်ဖွံ့ဖြိုးတွေ့တယ် ဒါပေမဲ့လက်ရှိမှာစစ်မှန်ဖြစ်ပေါ်နေတဲ့အတွက်စစ်မှန်ဖြစ်ပေါ်ရာဒေသမှာကလေးတငယ်တွေကိုဝင်ဆောင်မိခင်တွေလုံလောက်တဲ့ကျမကြီးစောင့်ရှောက်မှုမရတဲ့အတွက်အာဟာရတွေချို့တက်ရတယ်။အဲ့ဒီလိုမျိုးကလေးတငယ်တွေတိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ကလေးငယ်တွေကအာဟာရချို့တက်တာတိုင်းပြည်ချို့တက်ခြင်းဖြစ်တယ်။ဒါကြောင့်မလို့စစ်မှန်ပြိပခါတွေကိုအမြန်ဆုံးချုပ်ငင်းစေခြင်းနဲ့နောက်တစ်ခုကစစ်ဖြစ်လို့နိုင်ငံပြည့်စည်ရတာထက်လူတဦးချင်းတယောက်ချင်းရဲ့စိတ်သက်တည်အောက်တန်းချနေတဲ့အတွက်အလုံးစုံပြည့်စုံရေးလမ်းစဉ်ကအပေါ်ပြီးရရှေ့တာပေါ်ပါလေ။ ထပ်ပြီးပြောပါမယ်။စစ်ပြေလိုနိုင်တဲ့တက်စီရတာကလူတို့အူချင်းတယောက်ချင်းပြီးရဲ့စိတ်တက်တွေယုံညံ့လာတဲ့အတွက်စိတ်တက်တွေယုံရင်းလာတဲ့အတွက်တိုင်းမျိုးကပုံပြီးတက်စီရတယ်။ဒီလိုတက်စီနေတဲ့တိုင်းမျိုးကြီးမှာလူကောင်းတွေနော်ကျွန်တော်လူတော်လူကောင်းလို့မပြောချင်ဘူးလူကောင်းလူတော်လို့ကျွန်တော်သုံးချင်တယ်။လူကောင်းတွေကနှုတ်စိတ်နေလို့ရှိရင်လူကောင်းတွေကနောက်ဆုတ်နေလို့ရှိရင်လူယုံတွေအတွက် ပို့ပြီးတော့လုတ်ပိုင်ဖိပေးသူဖြစ်ပါလိမ့်မယ်။လူကောင်းတွေကနှုတ်ပိတ်နေလူရုပ်တွေကပို့ပြီးတော့အပန်းစွာခက်သူတို့ကိုအော်ခက်ပေးသူလို့အခွင့်အရေးပေးသူဖြစ်သွားလိမ့်မယ်။ကျိုးကအဲ့ဒီလိုလူရုပ်တွေလောက်ခပိတ်ခွင့်မရအောင်လူကောင်းတွေကနေပြီးတော့ပြောတဲ့နဲ့ပြောရမယ်ဆိုတဲ့နဲ့ဆိုရမယ်ကျမတို့မှာတောင်းလို့ရှိပါရဲ့ဟောဖြစ်သမျှအကြောင်းအကောင်းဆိုပြီးတော့ကံကိုယုံပြီးစူးပုံကိုနင်းရင်တော့စူးစူးခံရမှာဖြစ်ကြပါလိမ့်